စကိုင်းဒေးလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့အမျိုးသားအောင်ပွဲနေ့အကျိုးအထင်းအမှတ်အဖြစ်စာတက်ချင်းမှာစာဖတ်ချင်းအမှုပညာခေါင်းစဉ်နဲ့ဟောပြောပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှမ်းကုန်းတိုင်းဒေသကြီးဗဟန်းမြို့နယ်စာရေးဆရာအသင်းနဲ့အာထကတိဗဟန်းတို့မှပူးပေါင်းကျင်းပတဲ့အမျိုးသားအောင်ပွဲနေ့အကျိုးအထင်းအမှတ်အဖြစ် စာတက်ချင်းမှစာဖတ်ချင်းအမှုပညာခေါင်းစဉ်နဲ့ဟောပြောပွဲကိုဒီကနေ့နိုဝင်ဘာလ9ရက်နနက်9:00နာရီခွဲကအတာကတဲ့ဘဟံမိုးဦးပန်းခမ်းမှမှကျင်းပပြုလုပ်ခဲ့ပါတယ်။စာဖတ်ချင်းအားဖြင့်အစိုးနဲ့အကောင်ကိုဝေဖန်ပိုင်းခြားပြီးတော့စဉ်စားဆုံးဖြတ်နိုင်ခြင်းလူဝင်ဆန်အောင်နေထိုင်ပြောဆိုတက်ခြင်းကုညီတက်ခြင်းရိုင်းပင်တက်ခြင်းဂယုဏမေတ္တာစေတနာထားရှိနိုင်ခြင်း ကိုယ့်ရဲ့အာသာချက်အားနည်းချက်ကိုသိရှိပြီးကိုယ်တိုင်ဆုံးမနိုင်ခြင်းစာအုပ်များများဖတ်တဲ့အခါစာရဲ့ဆိုလိုရင်းစာကပေးခြင်းတဲ့မက်ဆေ့များကို သုံးသပ်တက်လာခြင်းနားလည်မှုဇာရည်မြင့်တက်လာပြီးလောကကြီးရဲ့အကြောင်းလူနဲ့လူပတ်ဝန်းကျင်အကြောင်းများကိုပုံမိုသိရှိနားလည်နိုင်စေဖို့ရည်ရွယ်ရင်ယနေ့ခေတ်ចောင်းသားလူငယ်များသိရှိစေဖို့စာတက်ချင်းမှာစာဖတ်ချင်းအမှုပညာခေါင်းစဉ်နဲ့ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ဟောပြောပွဲမှာအထက်ကတိဗဟန်ကျောင်းဆရာမကြီးဒေါ်ဖြူဖြူခိုင်ကျော်မှအဖွင့်အမှားစကားပြောကြားခဲ့ပြီးဗဟန်မျိုးနဲ့စာရေးဆရာအသင်းဥက္ကဋ္ဌဆရာဦးကိုကိုလေးရန်ကင်းကိုကိုလေးမှစာဖတ်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများနဲ့ဆက်လင်းပြီးတိမတ်ဖွဲ့ရဗဟုသုတများကိုဟောပြောခဲ့ပါတယ် အဲဒီနောက်မှာတော့ဗဟန်းမျိုးနဲ့စာရေးဆရာအသင်းဗန္နာယေးမူဆရာမဒေါ်နီနီတင်နီနီမြန်မာစာမစာဖတ်ခြင်းအမှုပညာအကြောင်းကိုဟောပြောပေးခဲ့ပြီးဗဟန်းမျိုးနဲ့စာရေးဆရာ အသင်းစရင်စီဆရာဦးအောင်သိန်းမြန်ဟင်းခါဗဟန်းမျိုးနဲ့စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌဆရာဒေါက်တာထွန်းထွန်းဦး ဘန်းမျိုးနဲ့စာရေးဆရာအသင်းအတွင်ရေးမှုဆရာဦးသိန်းထွန်းမောင်မေခါတို့မှလည်းစာတက်ချင်းမှာစာဖတ်ချင်းအမှုပညာခေါင်းစဉ်ဖြင့်စာပေဘဟုသုတများကိုဟောပြောပေးခဲ့တယ်လို့သိရပါတယ်။ဘာလို့ဗဟမင်းနဲ့စာရေးဆရာအသင်းကနေပြီးတော့ဒီအရကတိဗဟမ်းမှာ စာပေဟောပြောပွဲကျင်းပခြင်းအကြောင်းကတော့ ောရုမကြခင်ရမကြောက်တော့အမျိုးသားအပေါ်နေခန္ဓာကိုဂုံပြူတဲ့အနေနဲ့ဒီအထာကတိကျောင်းမှာကျောင်းသူကျောင်းသားများအားလုံးစာဖတ်ရှင်တင့်တယ်ကိုရွယ်ပြီးတော့စာပေဟောပြောကျင်းပါခြင်းဖြစ်ပါတယ်ဒီစာပေဟောပြောပွဲခေါင်းစဉ်ကတော့စတတ်ခြင်းမှစာဖတ်ခြင်းအမှုပညာဆိုတဲ့ခေါင်းစဉ်နဲ့ဘာဘာတို့ဘာမလို့စာရေးစာတင်အမှုဆောင်အဖွဲ့တွေကဟောပြောကြမှာဖြစ်ပါတယ် ့ဘာဖြစ်လို့စတတ်ချင်းမှစဖားချင်းအမှုပညာဆိုတာကိုခေါင်းစဉ်ပြီးလဲဆိုတော့ဘာမှလို့စတတ်မှစဖားနိုင်မယ်လို့စဖောင်းတားတို့သမီးတို့ဒီចောင်းစုចောင်းသားတွေစဖောင်းလို့ဘာမှလို့ရတယ်ပြီးတော့ဒီကလေးတွေကိုစဖတ်ဖို့အတွက်အပညာပေးတဲ့အနေနဲ့ဘလို့စာပေလေးဖတ်ရမယ်ဆိုတာဘာမှလို့ကလေးတွေအပညာပေးခြင်းဖြစ်ပါတယ်စဖတ်ခြင်းတည်တည်အတွက် စာရတဲ့စာပြီးဟောပြောပဲဖြစ်ပါတယ်။ဘာဖြစ်လို့ဒီနေ့ဒီအချိန်မှာနိုင်ငံတော်ကလည်းအသိပညာတတ်ပညာပြည့်စုံတဲ့ပညာတတ်များနဲ့တရားဝါပြောတဲ့နိုင်ငံတော်ကြီးဒီဆောက်ဖို့အတွက်ဥတီဆောင်တဲ့ကာလမှာဘာဖြစ်လို့စာရေးစာအတင်းတဲ့ကလည်းတောင်းတကြောင်းသူလူငယ်လူပဲအားလုံးနိုင်ငံသူနိုင်ငံသားအားလုံးမြန်မာနိုင်ငံတစ်ဖွားမှာစာပေဘူးစုတာပြည့်စုံပြီးအတွေ့အကြုံကောင်းများရရှိပြီးအများကျဆောင်တတ်အောင် ကောင်းကျိုးဆောင်ပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဘာသာသနာလူမျိုးနဲ့တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့နိုင်ငံချင်းစိတ်ဓာတ်များအမျိုးသားရဲ့စိတ်ဓာတ်များဖွံ့ဖြိုးအောင်လို့ဘဝတော့ဒီကလေးတွေကိုစာပေနဲ့စာပေစိတ်ဓာတ်နဲ့အမျိုးသားရဲ့စိတ်ဓာတ်နှစ်တရာလို့ဒီစာဖတ်ဟောပြောစာပေဟောပြောအင်းပါခြင်းဖြစ်ပါတယ်။ဒါမှဒီနေ့အချိန်မှာမျိုးမျိုးစုံနဲ့ Facebook တရားရော TikTok တရားရောစာပေတွေအမျိုးစုံကတချို့ ကောင်းတာတွေရှိသလိုမကောင်းတာတွေရှိသလိုအဲ့တော့ဒီကလေးတွေဘယ်လိုစာပေဖတ်ရမလဲဆိုတော့စာပေဖတ်ဖို့လို့တံမိုးရှိတဲ့စာပေအတိညာပြည့်ဖြူအောင်ပေးတဲ့စာပေတွေဖတ်နိုင်အောင်လို့ဘာဘာတော့ဒီစာပေဟောပြောဖို့ကျင်းပအချင်းဖြစ်ပါလေကွယ်ကျင်းတာကတော့ဒါတို့သမီးတို့စာပေပြဖတ်ပါစာဖတ်တဲ့နေရာမှာဘယ်လိုစာအုပ်တွေဖတ်ရမလဲဆိုတော့ဒီနေ့စာပေဟောပြောရကစာရေးဆရာကြီးရနေပြီးတော့ဒါတို့သမီးတို့ဖတ်သင့်ဖတ်လိုက်တဲ့ စာအုပ်စာပေတွေအကြောင်းကိုပြောပြပါလိမ့်မယ်အဲ့တော့ဒါတို့ဒီမျိုးဖတ်သားပြီးတော့ဖတ်တဲ့နဲ့စာပေမဖတ်တဲ့နဲ့စာပေခွဲကြပြီးတော့ဒါတို့ဖတ်ပါစာပေဘူးစုကပြည့်စုံမှဒါတို့တမီးတို့ဟာနိုင်ငံကျိုးဆောင်ရွက်နိုင်သလိုမိမိတို့ကိုယ်ကျိုးအတွက်လည်းကောင်းမှုမောင်းအောင်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်စာပေကိုတံမိုးထားပြီးတော့ဖတ်ကြပါလေးလာကြပါဘုသူကအထူးကြီးပြည့်စုံအောင်လို့စာပေပညာနဲ့ဘုသူကပြည့်စုံအောင်လို့ကျွယ်ဝအောင်လို့ ဖတ်ကြပြီးတော့နိုင်ငံအကျိုးတန်းပြေကျိုးဆောင်ရွက်နိုင်တဲ့တာကောင်းရှင်တာတမိကောင်းရှင်တာဖြစ်ကြပါစေလို့မေတ္တာပို့ဆုတောင်းပါတယ်ကွယ်အန်တီအနေနဲ့ကတော့စဖတ်ချင်းဤအမှုပညာဆိုရဲခေါင်းစိတ်လေးနဲ့ကျောင်းသားကျောင်းသူလေးများကိုဘုသူတရအောင်သူတရတအကြောင်းလေးတွေမျှဝေပေးမှာဖြစ်ပါတယ်ပြီးတော့သူတရတကိုမျှဝေပေးရင်လည်းစဖတ်ချင်းရဲ့အကျိုးစဖတ်ချင်းဖြစ်တိုင်းမိမှာအများကြီးတိုးတက် နိုင်တဲ့အကြောင်းလေးတွေပြောပြပေးမှာဖြစ်ပါတယ်ရှင်။အခုလို့ပြောကြားခြင်းအပြင်တာတာသမီလေးတွေကစာပေမြင့်ရင်လူမျိုးတင့်မယ်စာပေတင့်ရင်လူမျိုးမြင့်မယ်ဆိုတော့အသိပညာတွေရရှိပြီးစာပေကိုပို့မှုပြီးတော့ကျူတာဖတ်ရှုခြင်းနဲ့ပညာရက်ဆိုင်ရာအချက်လက်များကိုပို့မှုလေ့လာမှတ်သားခြင်းဖြင့်တိုင်းမီအတွက်အကျိုးရှိနိုင်မယ်လို့ယုံကြည်ပါတယ်သမီး။ တုတ္တနိုင်တဲ့စာပေတွေကတော့တုတ္တယတနှစ်မျိုးရှိတဲ့နှစ်မှာတုတ္တကလည်းတုတ္တမျိုးရှိပါတယ်တုတ္တဆိုတော့ပုတုတ္တမြောက်မြောက်ဆိုရရှိနိုင်မယ်ယတကတော့နှလုံးသားအတွက်အာရဖြစ်ပြီးတော့ယတစာပေဖတ်ခြင်းအဖြစ်เจ้าหน้าเจ้าหนูเนี่ยลุงแกเนี่ยมาနှလုံးသားอาหารเนี่ยปิดออกมาเมနှလုံးသားอาหารปิดออกได้คามาลูกเนี่ยอัจฉริยะ ုံပုံကောင်းမွန်လာကြပါမယ်အသိဉာဏ်ပညာပုံပုံကျွားကြပါလိမ့်မယ်ပုံမှုပြီးလိမ္မာယဉ်ကျေးလာကြပါလိမ့်မယ်အဲ့တော့နှလုံးသားအဟာရပြည့်ဝပြီးလိမ္မာယဉ်ကျေးသောလူတော်လူကောင်းများဖြစ်ဖို့အတွက်ယတနဲ့တုဒပါဝင်သောစာပေများအကြောင်းကိုရှင်းလင်းပြောပြမှာဖြစ်ပါတယ်ရှင်လက်စာများများဖတ်ကြပါစာပေမှနေ၍ရရှိနိုင်သောအရာများယူပြီးဘုဒ္ဓတများယတများကိုယူပြီးတော့ဘဝရဲ့တုတ်တက်ရေးခီးလန်းချောင်းမှာ အောင်မြင်စွာရှောင်လန်းနိုင်ကြပါစေလို့အန်တီအားစုမုံကောင်းတောင်းပြီးပြောကြားလိုပါတယ်။